ဲအားလုံးပဲမင်္ဂလာပါဗျာနော်ပိုင်းချင်းမိတ်ဆွေများအားလုံးအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရဗျာနော်ပိုင်းတို့ live မလွင့်ပြတာတော့တော်တော်လေးကြာခဲ့ပြီပေါ့ဗျာနော်ကြာခဲ့ပြီမဲ့ကဲအားလုံးပဲမင်္ဂလာပါ Ok, alo alo về, mình làm vào biết cái bài này chưa mấy xem nhà bài này mà đuổi ra rồi rồi lấy trà này ví vào giờ nó bài này mà đuổi ra rồi rồi lấy trà này ví Hết, không. Không cho nó ch được lấy mình luôn biết đi đâu bây giờ nó ai lùi về chú xa đâu tại mẹ cái alo mình mình là bác sĩ của bạn mình là bác sĩ cái alo mình mình là luôn nó còn sẵn tăng lại bà đấy thì nếu mà nó cho nó hoàn toàn nó thì ai 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 nó cho nó được nế công sĩ mà mà cho nó được hoàn toàn phát sẵn cho nế cô nếu con cái này tập quá เนาะတက်ပွဲကောင်းနဲ့စိန်ခေါ်မွေးကနေမဖြစ်မနေအားလုံးပဲဝင်ရင်သွားကြမယ်ဗျာเนาะ okay အရင်လက်မအလေးလေးပြပေးထားမယ် live reaction အသေးလေးတွေနှိပ်ပေးထားမယ်ဗျာเนาะကျွန်တော်ကိုဒီမိုက်အားလုံးပဲမင်္ဂလာပါလို့ကဲအလုံးအလုံးပဲမင်္ဂလာပါဆရာကိုပိုင်ရေးတယ်မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာ ကဲအားလုံးရရစေခြင်းနဲ့ဆန္ဒနဲ့ဗျာဒီမနက်မှာကျွန်တော်တကွယ်ကောင်းလေးရိုက်ပြပေးသွားမယ်တကွယ်ထဲကြိုက်တဲ့လူကြီးနော်25ရဲ့20ရဲ့9လပိုင်း2025 12နာရီတမိနစ်အတွက် main တကွယ်ကောင်းတနေ့တာရှယ်မွေးနော်အဲ့လူလေးလာမယ်ဗျာကဲအားလုံးအားလုံးကိုမင်္ဂလာပါလို့လို့ဖုန်းဆက်သလိုက်ပါတယ်ကဲ viewer ငါအဲ့ရလိုက်လမ900ကိုမြင်မြန်ဆန်လေးတွားပေးမယ်ဗျာနော် viewer 900လိုက်လမ900မြင်ဆန်လေးတွားပေးမယ်ဥကြိုင်းလက်မလေးတွေပြပေးမယ် ဒီမနက်မှာ တကွက်သေးကြိုက်တဲ့လူတွေရှိကြတော့မသိကျွန်တော်တော့တကွက်သေးကိုတော်တော်လေးကြိုက်တဲ့အထင်မှာ100%တရားရခိုင်နှုံးလောက်ပါနေတယ်ဗျနော်ကျွန်တော်တို့အားကြောင့်လို့ကျွန်တော်ဒီမနက်မှာတကွက်ကောင်းလေးပြပြီးမယ်အဲ့ဒီတကွက်ကောင်းလေးကိုကြိုက်နေတတ်တယ်ဆိုရင် OKI လက်မှတ်လေးတွေပဲပြပြီးကျန်တာဘာမှမလို့ဘေးတရားငွေတရားလုံးဝကြိုပေးစရာမလိုဗျနော်ကိုပောင်းရင်ကိုယူဆိုတဲ့စနစ်နဲ့ကျွန်တော်ချပြပြီးမှာဗျနော်ကဲမင်္ဂလာပါဆရာကြီးတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာ ။ OK ဟိုင်းလေးတွေမှတ်ပြီးတာဟိုင်းလေးတွေတောက်လျှောက်မှတ်ပြီးတာရှိပါတယ်တဲ့။ဇွန်မီဦးကိုဟုတ်ကဲ့ပါကိုဇွန်မီဦးမင်္ဂလာပါဗျ။ကဲပမာရလဲစိုက်ကလေးတွေကိုကြည့်တယ်အဲကြည့်တယ်ကျွန်တော်မကြိုက်တဲ့အခါလဲ line blink ခဲ့ဦးပေါ့ဗျာနော်မနေ့ကလဲကျွန်တော်တို့ကြံခဲ့တဲ့အပတ်တရားဆိုလုံးဝနားတာကောင်းပါတယ်94 94 59ဆိုပြီးကနန်း3ချိန်တော့ကျွန်တော်တို့ကဇက်တိုက်ကြားထားတယ်အဲမဲ့ကျွန်တော်တို့နားထားတာတော်တော်လေးကောင်းတယ်ကျွန်တော်ထုတ်ပြထားတဲ့ကနန်းကပထမတော့ကကျွန်တော်6ခုနဲ့မွေးကနန်းကြာသွားပြီးတော့ကျွန်တော်တို့ဒီမှာ6 4 6 4 9 4ဆိုကျွန်တော်ထုတ်ပြထားတဲ့မွေးကနန်းက ကြံခဲ့တဲ့ဘက်က၄ချိန်လောက်ကြာပါတယ်။နော်ကျွန်တော်ထုတ်ပြထားတဲ့ကနန်းကကြံခဲ့တဲ့ဘက်ကမွေးကနန်း၄ချိန်လောက်ကြာပါတယ်။ဒါပေမဲ့ကျွန်တော်တို့မွေးကနန်း၄ချိန်သာကြာပါတယ်။ဘာလို့လဲဆိုကနန်းပြန်ပြီးဖြစ်တဲ့အတွက်ဒီလောက်ထိတိတ်မရလိုက်ကြဘူးပေါ့ဗျာနော်။အဲမရလိုက်ကြပြီမဲ့ကျွန်တော်ကအခုဒီတစ်ပတ်မှာကျွန်တော်ကျွန်တော်တခွက်ကောင်းပေးမယ်။ဒီနှစ်တနေကုန်ထိုးရမယ်မွေးကနန်းကျွန်တော်တို့ရှိရပေါ့နော်။အဲမွေးကနန်းတနေကုန်ထိုးရမယ်မွေးကနန်းရှိရ ျွန်တော်သူများကလေရက်ကို3ရက်4ရက်ပေါ့နော်အာတပတ်အတွင်းမွေးရတဲ့မွေးကနန်းမဟုတ်ဘဲနဲ့တစ်နှစ်တာမွေးရမယ့်မွေးကနန်းလေးလည်းရထားပါရဲ့ဒါကျွန်တော်ရဲ့ဟိုကိုပိုင်ညံစွမ်းလေးနဲ့လည်းကျွန်တော်ထုတ်ထားရပေါ့နော်ဒါကြောင့်မလို့လူကျင်တဲ့ကိုရီမားကြီးရှိရင်အားလုံးပဲ OKI လက်မှတ်လေးတွေမန်ထားနိုင်ပါတယ်ဗျာနော်။ဒါတနေ့တာမွေးကနန်းလေးလည်းကျွန်တော်ထုတ်ထားပါတယ်။ဒါရစီကျင်တဲ့ဆန်သားနဲ့ပဲကျွန်တော်ပြီးမှာပါ။အားလုံးကိုဘယ်သူမှဘီဒီယာငွေတရားဘယ်သူမှကြူမတောင်းပါဘူး။ကျွန်တော်အလကားပြီးမှာပါ။နော်ဘီဒီယာလုံးဝလုံးဝ ပေးရမလို့ကျွန်တော်အခမဲ့ပေးမှာပါကဲအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါရဗျာနော်ကဲအားလုံးပဲ OKI လေးတွေတောက်လျှောက်မှတ်ဗျာတကွက်ကောင်းလေးဆိုပြီး comment လေးမှာမှတ်တာကျွန်တော်တကွက်ကောင်းဆိုရင်တော့တည့်ရဲ့အတိုင်းပဲပေါ့ဗျာနော်ကျွန်တော်ကိုရီးမားကြီးမာကျွန်တော်မွေးကနန်းလေးတွေရထားတယ်ကျွန်တော်မွေးကနန်းလေးတွေလည်းရထားတယ်အားကြောင့်လဲဆိုတော့ကဲ viewer တော့ live လမ်းမှာတော့မြန်ဆန်သွားပြီမယ်ကျွန်တော်မွေးကနန်းလေးတွေရထားတယ်ပေါ့နော် ငွေကနန်းလေးတွေလည်းရထားတယ်ကျွန်တော်ကိုရီးမားရရသေးခြင်းနဲ့ဆန်းထားတယ်မင်္ဂလာပါဆရာကိုပိုင်ရေးတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျကဲဒီမနက်မှာကျွန်တော်တကွက်ကောင်းလေးကိုသူကဗရိတ်နဲ့ကျွန်တော်တို့ကထိတ်နဲ့အညီးချပေးရမှာဗျကဲဖြူက900လိုင်းလက်မ900မြန်ဆန်သွားပြီမယ်ဘာကြောင့်လဲဆိုတော့သူကတကယ်လေးလှတယ်ဗျကိုတင်လေးသုံးလုံးပေါင်းချင်းလေးကို၄ပါဝါသုံးလုံးပေါင်း၉လို့လေးရဲ့သုံးလုံးပေါင်းလေးကို၄ရဲ့နက္ခတ်တီသုံးလုံးနှစ်နဲ့ထည့်တာပေါ့ညာတိုင်းဆိုတော့ပြန်ကြည့်ပြီးမှထိုးမယ်တဲ့။အော်ဟုတ်ကဲ့ပါ ကျေးဇူးပါဗျတကွက်ကောင်းနဲ့ဟုတ်ကဲ့ပါအဲကျွန်တော်တို့ဒီမနက်မှာကျွန်တော်ဒါဒီနေ့တနေ့တာဝမ်းဒီတနေ့တာနေကုန်တနေ့တာရှယ်မွေးမွေးကနေရထားရင်လူချင်းတဲ့လူတွေအားလုံးပဲယူလို့ရရနော်ကျွန်တော်ဗီဒီယိုမပေးရဘူးငွေတရားမပေးရဘူးပေါ့နော်ဒါကျွန်တော်ကိုဒီမိုက်ပြီးတော့ကျွန်တော်မြေတားလက်ဆောင်ပြီးသွားပါဒီမနက်မှာအထူး main တကွက်ထဲလေးဖြစ်တယ်နော်တကွက်ကောင်းတယ်မင်္ဂလာပါကိုပိုင်းနဲ့မမကြီးဟုတ်ကဲ့မင်္ဂလာပါဗျကဲမင်္ဂလာပါဆရာကိုပိုင်းကြီးတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျ ကျွန်တော်ဒီမှာမွေးကနန်းရထားတယ်ဒီနေ့နေကုန်မွေးကနန်းကျွန်တော်ရထားတယ်နေကုန်မွေးကနန်းဒီနေ့အင်္ဂါနေ့တနေ့ပဲမွေးရမှာဒီမနက်စည်းမထွက်ရင်ညနေစည်းထွက်မဲ့မွေးကနန်းတစ်ချက်ရှိထားတယ်ဒီပထမနက်ပိုင်းမထွက်ရင်ညနေပိုင်းထွက်မဲ့အဲ့နှစ်ချက်မှဒီမနက်မှာအပီးထွက်နေရမဲ့ကနန်းရှိထားတယ်မွေးကနန်းပေါ့နော်ဒါလူချင်းတဲ့လူကြီးခဏနေနော်နောက်ကြိုင်ပြောပြမှာโอเคပါခင်ဗျာဟုတ်ကဲ့ပါကဲဒီမနက်မှာသွားမယ်တကွက်ကောင်းလေးကိုမြန်မြန်ဆန်လေးသွားမယ်ပြူကတော့ပြူက900လိုက်လမ900မြန်ဆန်သွားပြီမျိုးပေါ့ဗျာနော် ကဲဒါဆိုကျွန်တော်တို့စိုက်ကလေးကိုနည်းနည်းလေး glue ဆိုက်ပြီးတော့ကြည့်ပေးမယ်ဗျာနော်စိုက်ကလေးကိုနည်းနည်းလေးကြည့်ပေးမယ်ဘလို့စိုက်ကလေးလဲဆိုတော့ကျွန်တော်တို့ကသူ့ရဲ့မူစနစ်တင်နေသွားတာပေါ့2 6 9 3လုံးပေါင်းရင်2ကေ6ပဲနှလုံးပေါင်းတော့8 8နဲ့9နဲ့ပေါင်းတော့ခွန်ပေါ့2 6 9 3လုံးပေါင်းရင်ခွန်9တဲ့ကျွန်တော်တို့ကဒီ3လုံးပေါင်းရင်ခွန်လို့ပြန်ထည့်တာ9 4 4နဲ့3လုံးပေါင်းခွန်လို့၄ထိပ်စီးလို့ထည့်တာ ကိုတစ်လေးသုံးလုံးပေါင်းခြင်း၄ဒီ၄ရဲ့ပါဝါကိုတစ်ကိုရှင်းကိုနဲ့သုံးလုံးပေါင်းခြင်းကျွန်တော်တို့ဘာလို့ထည့်မလဲကျွန်တော်တို့ကကိုလို့ထည့်တာဒါဆိုရင်ကိုတစ်လေးသုံးလုံးပေါင်းခြင်း၄လို့၄ရဲ့ပါဝါဒီသုံးလုံးပေါင်းကိုလို့ထည့်ပြီးတာနဲ့တဲ့ကျွန်တော်တို့ကဘာလို့ပြန်ထည့်ရမလဲဆိုရင်တဲ့ကျွန်တော်တို့ကဒီသုံးလုံး၄ကို၄ရဲ့နက္ခတ်ဒီကျွန်တော်တို့က၂လို့ပြန်ထည့်ပြီးပါမင်္ဂလာကိုမင်္ဂလာပါကိုပိုင်ရေးတဲ့ အာထိုးမေအော်တကွက်ကောင်းထိုးမေတဲ့ပြောပြပါတဲ့အရှုံးများနေလို့ပါတဲ့ဟုတ်ကဲ့ပါပြောပြပါမယ် viewer 900 like လက်မှတ်900ရအောင်မင်းများစမ်းစမ်းလေးသွားပြီးဒီမနက်မှလူတိုင်းလူတိုင်းကိုအကုန်ရစေရမယ်ဗျာနော်လူတိုင်းလူတိုင်းကိုအကုန်ရစေရမယ်အကျွန်တော်ဘက်ကပေါ့စီချင်တဲ့စံတန်းနဲ့ကျွန်တော်ချပေးတာပေါ့နော်ဒီနေ့ဒါမွေကနန်းလေးပေးသွားမယ်ကျွန်တော်ကိုရီမားရီအဲဒီတကွက်ကောင်းလေးကျွန်တော်ပေးသွားမယ်ပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်က169ဆိုတဲ့သုံးလုံးပေါင်းချင်းကျွန်တော်တို့169သုံးလုံးပေါင်းချင်းကျွန်တော်တို့ ဘာလို့ရိုက်မလဲသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်လိုက်တာ ਨੇ နှစ်ကယ်6ကယ်9ကယ်သုံးလုံးပေါင်းချင်းခွန်လို့ဖြစ်လိုက်တာ ਨੇ 9ရယ်4ရယ်4ရယ်သုံးလုံးပေါင်းချင်းခွန်လို့ပြန်ထည့်တာကျွန်တော်တို့ဘာထိပ်စီးထည့်ရမလဲ၄ထိပ်လို့ထည့်တာအဲ့ဒီ၄ထိပ်နဲ့တဲ့ကျွန်တော်တို့ကနောက်တစ်ချက်ပြန်ကြည့်ရမှာက94ဆိုတဲ့သုံးလုံးပေါင်းချင်းဒီကျွန်တော်တို့က4 4ရဲ့ပါဝါဒီ9လို့ရိုက်တယ်ဟုတ်လားဒီ9ကိုလိုချင်တာကျွန်တော်တို့က၄ရဲ့ပါဝါဒီ9လို့ဖြစ်လိုက်တာ ਨੇ 19 9နဲ့သုံးလုံးပေါင်းချင်း9လို့ထည့်မယ်ဆိုရင်ကျွန်တော်တို့က9နောက်ပိတ်ပေါ့၄ထိပ်9ပိတ်နဲ့ရိုက်တာ ဒါဆိုရင်သူ့ရဲ့ဒီမှာပဲကျွန်တော်တို့ကကိုးလို့ယူပြီး၄ရက်နက်ခတ်တီကလည်းနှစ်ကိုကျွန်တော်တို့က၄ရက်နက်ခတ်တီနှစ်ကိုကျွန်တော်တို့က break လို့ပြန်ယူရမှာ၄ရက်နက်ခတ်တီနှစ်ဆိုတဲ့အရာကိုကျွန်တော်တို့က၄ရက်နက်ခတ်တီနှစ်ကိုကျွန်တော်တို့က BK လို့ပြန်ယူရမှာဘယ်လို BK လို့ပြန်ယူရမလဲကိုးရဲ့ကိုးရဲ့၄ရက်သုံးလုံးပေါင်းရင်နှစ် break လို့ထည့်ပါဒါဆိုရင်ကျွန်တော်တို့ကဒီမှာ၉ထိပ်စီရှိရင်တော့ကျွန်တော်တို့ကဒီမှာ၃ break လို့အမှန်ကန်ထည့်ပြရမှာဒါဆိုရင်ကျွန်တော်တို့ကနှစ်ပရိတ်ဆိုတဲ့တစ်ချက်ကိုရရှိရသုံးလုံးပေါင်းရင်သုံးလုံးပေါင်း လေးကို၄ရက်ပါဝါ၃လုံး၉ကိုထည့်ပြီးလေးကို၄ရက်နက်ခတ်ပြီးနှစ်ပရိတ်လို့ထည့်တာ၃လုံးပေါင်းနှစ်ပရိတ်လို့ထည့်တာကိုကန်ရှိနေတယ်ပရိတ်၃ပေါ့6ရက်1ရက်1ရက်၃လုံးပေါင်းချင်း၈ဖြစ်ချင်း611 3000ရှစ်ဖြစ်ခြင်းကိုကျွန်တော်တို့ကခွန်ရယ်900နှစ်ကတုံးလုံးပေါင်း10လို့ဖြစ်လိုက်တာ ਨੇ နှစ်ထိတ်စီလို့ထည့်တာပေါ့နှစ်ထိတ်စီလို့ထည့်ပြီးတာ ਨੇ ကျွန်တော်တို့က T64 ဆိုတဲ့တုံးလုံးပေါင်းချင်းဒီ4ပဲ1ကေ900ရဲ့4ရဲ့တုံးလုံးပေါင်းချင်းဒီကလည်း4ပဲ6ရဲ့ပါဝါဒီကလည်း9လို့ရိုက်တာ လေးရဲ့ပါဝါဒီကလည်းကိုးလို့ရိုက်လို့ဘဲသုံးလုံးပေါင်းကိုးလေကိုးခွန်သုံးလုံးသုံးလုံးပေါင်းချင်းဒီကိုးလို့ရိုက်တာဒါဆိုကိုးလို့ရိုက်ပြီးသွားတာ ਨੇ ကျွန်တော်တို့ကနှစ်ထိပ်သုံးပိတ်နဲ့23ဆိုတဲ့၅ပရိတ်ကိုကျွန်တော်တို့ကဒီလေးဒီလေးရဲ့နက်ခတ်ဒီနှစ်ပရိတ်လို့ကျွန်တော်တို့ကပြန်ထည့်ပေးရမယ်ဘလို့ထည့်ပေးရမလဲနှစ်ပရိတ်လို့ထည့်ပေးရဟာဒီကခိုးကိုးထိပ်စီးနဲ့ဒီမှာနှစ်ပရိတ်လို့ဖြစ်လိုက်တာ ਨੇ ကျွန်တော်တို့ကဒီမှာလဲခွန်ထိပ်စီးနဲ့ကျွန်တော်တို့နှစ်ပရိတ်လို့ဖြစ်ရမယ် ဒါဆိုရင်၄ရက်ပါဝါဒီနောက်၃လုံးပေါင်း၉လို့၄ရက်နက်ခတ်ဒီနှစ်ကုန်၈၃လုံးပေါင်းချင်းနှစ်ပရိလို့တဲ့ခွန်ကန်ရှိနေတော့၅ပရိလို့တကွက်လိုက်ရိုက်တာဗျူဟာရှိရလိုက်လက်လိုက်လက်မှတ်ရှိရသွားမယ်ဗျူဟာတစ်ထောင်လိုက်လက်မှတ်တစ်ထောင်မြန်ဆန်လေးသွားမယ်ကျွန်တော်ကိုရီမားတွေကိုကျွန်တော်ဒီနားမှာတစ်ခုလေးမေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့တနေ့တာစိန်ခွန်ဝန်တန်းလိုချင်တဲ့ကိုရီမားကြီးရှိလားဒီမှာကကျွန်တော်တို့တကွက်ကောင်းဒါကတော့ကျွန်တော်တို့တကွက်ကောင်းပဲကျွန်တော်ရေးပေးတာဒီတကွက်ကောင်း main ကျွန်တော်တို့ main ပေးမှာတကွက်ထဲလေးထိုး ကျွန်တော်ကဖြစ်နိုင်ခြေရှိရသည်100%တရားရဂိုင်းလုံးအာမခံချက်ရှိတဲ့ကျွန်တော်တို့မွေးကနန်းကျွန်တော်ရှိမှာရှိပါတယ်။တနေ့တာမွေးကနန်းလိုချင်တဲ့ကိုရီမားကြီးထိုးချင်တဲ့ကိုရီမားကြီးရှိလား။မင်္ဂလာပါဆရာညီလေးတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါ။နော်အကိုရီမားကြီးအားလုံးပဲ view တစ်ထောင် like လက်မှတ်တစ်ထောင်သွားမယ်။လေးကိုဆို3 break မဟုတ်လားတဲ့။ဟုတ်ပါတယ်လေးကို3 break ကိုကျွန်တော်ကိုရီမားကြီးကျွန်တော်ပြောပြတာရှင်းရှင်းလေးပါ။ဒါနားမလည်လို့သူပြောတာလည်းကျွန်တော်လက်ခံပါတယ်။ကျွန်တော်ပြောတာလေးကိုတေချာလေးနားထောင်ပြီးပါ။လေးကို3 break ဆိုတာဟုတ်ပါတယ်။ နော်ကျွန်တော်တို့တစ်ချက်ကလေးပြပေးမယ်ဒီသုံးလုံးပေါင်းချင်းဒီလေးလေးရဲ့နှက်ခတ်ဒီကိုကျွန်တော်တို့ကနှစ်ပရိတ်လို့ကျွန်တော်တို့ကယူထားတာလေးရဲ့နှက်ခတ်ဒီနှစ်ပရိတ်ပဲသုံးလုံးပေါင်းချင်းနှစ်ပရိတ်ဟာဒီက6ထိတ်နဲ့ဟာဒီက3ပရိတ်နဲ့ပေါင်းချင်းဒီနှစ်ပရိတ်လို့ကျွန်တော်တို့ယူပေးထားတာပါ3ပရိတ်ဆိုတာမှန်ပါတယ် ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲဒုတိယတစ်ချက်မှာလဲတစ်ကဲ9ရဲ့4ရဲ့3လုံးပေါင်းခြင်းကလဲ4ရဲ့ပါဝါသည်နောက်3လုံးပေါင်း9လို့ဖြစ်တာ။ဒါဆို4ရဲ့နက်ခတ်ဒီကလဲ1ပြိတ်လို့ကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်း1ပြိတ်လို့ကျွန်တော်တို့ကပြန်ယူပြီးထားတာဗျ။ခွန်ရဲ့3ရဲ့2ကဲ3လုံးပေါင်း1ပြိတ်9ရဲ့9ရဲ့8 4ရဲ့ပေါင်းတော့1ပြိတ်ပါ။ဒီလိုလေးယူပြီးထားတာပါ။နော်ဒါလေးကိုနားလဲမယ်လို့ထင်ပါတယ်။နားမလဲရင်ကျွန်တော်နောက်တစ်ခေါက်ပြန်ရှင်းပြပေးပါမယ်။ ကျွန်တော်တို့269တုံးလုံးပေါင်းချင်းရှစ်ဖြစ်ချင်းကိုကျွန်တော်တို့က6ရဲ့4ရဲ့269တုံးလုံးပေါင်းခုံကို644နဲ့တုံးလုံးခုံလို့တုံးလုံးပေါင်းချင်း4ကို4ရဲ့ပါဝါတိနောက်တုံးလုံး9လို့4ရဲ့နက်ခတ်တိတုံးလုံးပေါင်း2ပြိတ်လို့49လို့တကော်တည်းဖြုတ်ထားတာပေါ့ဟုတ်ပြီနော်ဒုတိယတပင်က611တုံးလုံးပေါင်းချင်း8တိခုံရဲ့9ရဲ့2ကတုံးလုံးပေါင်း8လို့2ထိပ်စီလို့ထည့်တာ694 သုံးလုံးပေါင်းချင်း၄ဖြစ်ခြင်းကို၄ရဲ့ပါဝါသည်နောက်သုံးလုံးပေါင်း၉လို့သုံးလုံးပေါင်းချင်း၄ရဲ့နက္ခတ်သည်သုံးလုံးပေါင်း၂ပြိလို့ထည့်တာဒါနားလည်မယ်လို့ထင်ပါတယ်နားလည်လားတော့မသိဘူးเนาะကျွန်တော်တို့တေချာလေးရှင်းပြပေးတာဗျူအထောင်လိုက်လက်မထောင်ဖုံးစက်ခွင်မှန်လေးကိုဒီလိုလေးကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးပါအောင်ဖုံးစက်ခွင်မှန်လေးကိုကျွန်တော်ကိုရီမာတွေကမြ мян လေးဝင်လာပြီးじゃနဲ့ဒီလိုဖုံးစက်ခွင်မှန်လေးကိုနှစ်ချက်သုံးချက်လေးတောက်ပြီး ဖုန်းစကွန်မန်လေးကိုနှစ်ချက်လေးတောက်ပြီးဆရာတဲ့ဖြည်းဖြည်းလေးပြောပြီးပါရှင့်နဲ့ဟုတ်ကဲ့ပါကျွန်တော်ဖြည်းဖြည်းလေးပြောပြီးမယ်ကျွန်တော်တကွက်ကောင်းလေးလည်းရေးပြီးမယ်တနည်းတာထိုးရမယ်မွေးကနန်းလေးလည်းကျွန်တော်ရေးပြီးမယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့မြန်မြန်ဆန်လေးသွားကြည့်မယ်တစ်ကယ်9ရဲ့9ရဲ့3လုံးပေါင်းခြင်း9ဖြည့်ခြင်းကိုဒီ3လုံးပေါင်းခြင်း9လို့ထည့်မယ်ဘာထိတ်စီလဲတစ်လုံးပေါင်းခြင်း9ဖြည့်လို့ဒီ3လုံးပေါင်းခြင်း9လို့ပြန်ထည့်မယ်ဆိုရင်ထိတ်စီတလုံးတစ်9 4ဆိုတဲ့3 4ခွန်3ဆိုတဲ့3လုံးပေါင်းခြင်း4ဒီတဲ့ ဒီသုံးလုံးပေါင်းချင်းကျွန်တော်တို့က၄၃ဆိုတဲ့သုံးလုံးပေါင်းချင်းဒီ၄ဒီ၄ရဲ့ပါဝါဒီကိုကျွန်တော်တို့ကပထမလူပဲ၉၃ချက်လို့ပြန်ထည့်တာပေါ့ဒီမှာလဲ၉ဒီမှာလဲ၉ဒီမှာလဲ၉ဒီမှာလဲ၄လေးဒီမှာလဲ၄၃ချက်လို့ကျွန်တော်တို့ကပြန်ထည့်တာလားဒါဆိုရင်၉၁၉၉ဆိုတဲ့သုံးလုံးပေါင်းချင်းဒီ၉ဒီဒီသုံးလုံးပေါင်း၉ဖြစ်လို့၄၃ဆိုတဲ့သုံးလုံးပေါင်း၄ဒီ၄ရဲ့ပါဝါဒီသုံးလုံးပေါင်း၉လို့ပြန်ထည့်ပါ၉လို့ထည့်ပြီးရတဲ့သုံးလုံးပေါင်းချင်းဒီ ၄၃၃လုံးပေါင်းချင်း၄၄ရဲ့ပါဝါဒီ၃လုံးပေါင်း၉ကိုဒီ၃လုံးပေါင်းချင်း၉လို့ပြန်ထည့်ပါတယ်တဲ့၉လို့ထည့်ပြရတယ်ကျွန်တော်တို့ကဟာဒီမှာဒီ၄၃၃လုံးပေါင်းချင်း၄ဒီ၄ရဲ့နက်ခတ်ဒီကျွန်တော်တို့ကဘာလို့ပြန်ထည့်ရမလဲနှစ်ဘရိတ်လို့ပြန်ထည့်ပါတယ်အဲ့ဆိုကျွန်တော်တို့ကဒီညမနက်မှာကျွန်တော်တို့ကတကွက်ကောင်းရပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က viewer 1k လိုက်လက်မှ 1k ဖုန်းစကွင်မှန်လေးကိုတောက်ပြီးเนาะကျွန်တော်တို့ကလူဦးရေ1000လိုက်လက်မှ1000အမှန်တကယ်လိုချင်တာကျွန်တော်တို့ဒီမှာတနေ့တာရှယ်မွေးကနေထိုးမဲ့အကူတွေမှရှိလား လုံးဝ100%တင်ရခိုင်နှုန်းအမှခံချက်ရှိတဲ့ကျွန်တော်တို့49 94 94ကဏ္ဍပြန်3ချိန်ဆင်းဆက်ထွက်ပြီးရတယ်ကျွန်တော်တို့ထွက်လာမယ်အင်္ဂါနေ့မှာထွက်ရှိရမယ်မွေကဏ္ဍတစ်နေ့တောင်မွေကဏ္ဍလုံးဝ100%ရခိုင်နှုန်းကျော်ရဗျာနော်ရခိုင်နှုန်းကျော်ရလို့ကျွန်တော်ပြောချင်တယ်ပေါ့ဒါဆိုကျွန်တော်တို့ဒီမှဒီတကွက်ကောင်းဒီပါကဏ္ဍလေသုံးလုံးပေါင်းချင်း6ဒီခြေသုံးလုံးပေါင်း6ဖြစ်လို့ကျွန်တော်တို့ကသုံးလုံးပေါင်း၄ဒီ၄ရဲ့ပါဝါဒီနောက်သုံးလုံးပေါင်း6လို့သုံးလုံးပေါင်း၄ကြောင့်၄ရဲ့နက်ခတ်ဒီသုံးလုံးပေါင်း2ပြိတ်လို့ထည့်တယ် မြို့ကတစ်ထောင်လိုင်းလက်မှတ်တစ်ထောင်ဝေကနန်းလိုချင်တဲ့ကိုရီမကြီးရှိလားညီလေးနဲ့မိန်ကနန်းပေးပါတဲ့ဟုတ်ကဲ့ကျွန်တော်မိန်ကနန်းလဲကျွန်တော်တကွက်ကောင်းပေးမယ်ပေါ့နော်ဒါကျွန်တော်ကိုရီမကြီးကိုကျွန်တော်ကဒီမနက်မှာတကွက်ထဲထိုးရမယ်ကနန်းလဲကျွန်တော်ပို့ပြီးသွားမယ်ပေါ့နော်ကဲဒါကျွန်တော်ကနှစ်ပရိတ်လို့ဖြစ်အောင်ဒီသုံးလုံးပေါင်းချင်းနှစ်ပရိတ်လို့ဖြစ်အောင်ထည့်ရမယ်အဲ့ဒီနှစ်ပရိတ်လို့ဖြစ်အောင်ထည့်ရမယ်ဆိုရင်ကျွန်တော်က6ပရိတ်ကိုကျွန်တော်တို့ကပြီးမယ်အဲ့ဒီထဲမှာမှကျွန်တော်ကနောက်တစ်ခုပြောပြမယ်တနေ့တာရှယ်မွေးကနန်းကိုလိုချင်တဲ့ဆိုတဲ့ကိုရီမကြီးကျွန်တော်ကပြောပြမယ် နော်ကျွန်တော်ကို Viber မှာ hi မှာကျွန်တော်ဖုန်းနံပါတ်ကလေးရေးပေးမယ်39689569ကျွန်တော်ကိုတနေ့တာမိန်ကနန်းရေဒီကမိန်ကနန်းတစ်ခွက်ကိုကကျွန်တော်ကဟော့သွားမှာဆိုလို့ကျွန်တော်ဒီကလာယူတဲ့လူတိုင်းကိုကျွန်တော်ပို့ပေးမယ်ပေါ့နော်ဒီကဘရိတ်ကတော့ကျွန်တော်တို့ဘရိတ်ကကျွန်တော်တို့6ဘရိတ် ဒီက6ပရိတ်ပေါ့နော်ဒါ6ပရိတ်ကိုဒီမနက်မှာချုပ်ထားမယ်အဲ့ဒီ6ပရိတ်ထဲမှာကျွန်တော်တကွက်ကောင်းနဲ့ကျွန်တော်ဒီမွေးကနဲနဲ့ကျွန်တော်ပွေပြီးမှာနော်ကျွန်တော်ဒီတကွက်ကောင်းနဲ့ကျွန်တော်ကပြောချင်တာကဒီ main ကတော့6ပရိတ်ကျွန်တော်ဒီ main တကွက်နဲ့ကျွန်တော်ဒီတနေ့တာရှယ်မွေးကနန်းကိုကျွန်တော်ကဒီဖုန်းမက်ဆေ့ကပို့ပြီးမယ်ဖုန်းမက်ဆေ့ကပဲဖြစ်ဖြစ် Viber ကပဲဖြစ်ဖြစ်ကျွန်တော်ပို့ပြီးမယ်ပရိတ်ကိုကျွန်တော်တို့9ကွက်6ကွက်ရှိတဲ့ထဲမှာကျွန်တော်တကွက်ပဲယူပြီးမှာ ဒါလိုချင်တဲ့မှာကိုရီမားဒီ6018ခုနှစ်ကို996ကို Viber ဖုန်းမက်ဆေ့မှာပဲဖြစ်ဖြစ်ရိုးရိုးဖုန်းမက်ဆေ့မှာပဲဖြစ်ဖြစ်ကျွန်တော်ဟိုင်းပြီးကျွန်တော်အခုပို့ပေးမယ်လိန်နီးမျိုးမျိုးလိန်နာမဟုတ်ပါဘူးဒီမှာ6 break ကျွန်တော်ပြထားတယ်เนาะ6 break ကျွန်တော်ပြထားတယ်6 break ထဲမှာမှာကျွန်တော်တကွယ်သေးရွေးပြီးမှာเนาะတနေ့တာ share မွေးကနန်းကလည်းကျွန်တော်အလကားပို့ပြီးမှာဘေးငွေလုံးဝဘာမှပြီးရမလို့ဘေးเนาะငွေ မပေးရဘူးလို့ကျွန်တော်ပြောထားတယ်နော်လူကျင်တဲ့လူတွေမပေးရဘူးလူကျင်တဲ့လူတွေအကုန်လုံးလာယူဘေးငွေဘာမှမပေးရဘူးနော်ဘေးငွေဘာမှမပေးရဘူးလူကျင်တဲ့ကိုရီမာဒီဖုန်းလေးကို highlight တာနဲ့ကျွန်တော်အကုန်ပို့ပေးမယ်နှစ်ခွန်ချင်းရှိတယ်ဟုတ်ကဲ့ပါကျေးဇူးပါကဲလူကျင်တဲ့ကိုရီမာ Viber ဖုန်း message ပဲဖြစ်ဖြစ် YouTube ဖုန်း message ပဲဖြစ်ဖြစ်တကွက် main နဲ့ကျွန်တော်တို့ဒီတန်းမှာတကွက်ထဲထိုးရမှာနော်ဒီမနက်မှာတနေ့တာရှင်မွေးကနန်းရေကျွန်တော်ပို့ပေးလိုက်မယ်ဒါကျွန်တော်ကိုရီမာတွေအတွက်ပေါ့နော် ကဲအားလုံးပဲလိုချင်တဲ့ကိုရီမာတွေဖုန်းမက်ဆေ့မှာလာရောက်ပြီးတော့ဟိုင်းလို့ရတယ်။ကဲတကွက်တာတကွက်သေးကနန်းကတော့ကျွန်တော်တို့3ည6ပေါ့။နော်3ည6ကိုအာကစ်မယ်။နော်3ည6ဒါ6ပြိထဲမှာမိမ့်မယ်။36ဒီအကွက်ကောင်းဟုတ်ပြီလား36ဒီတကွက်ကောင်း6ပြိထဲမှာပေါ့နော်ဒါတနေ့တာမွေးကနေလိုချင်တဲ့လူတွေအကုန်လုံးကျွန်တော်ဖုန်းမက်ဆေ့မှာအားလုံးပဲ ဥဒ္ဓရကြီးကတော့24တပေါက်သေးပါတယ်ဟုတ်ကဲ့ပါကြိုက်ပါတယ်ကျွန်တော်တို့3.6တခွက်သေးကြိုက်ပါတယ်ဒါကြိုက်နှစ်သက်တဲ့လူတွေအားလုံးကစားလို့ရပါတယ်3.6တခွက်ကောင်းเนาะကြိုက်နှစ်သက်တဲ့လူတွေအကုန်ကစားပါ